ကယောဂါဖျောက်ချင်တာပဲကိုယ်ဖျောက်ချင်တာဖြစ်တဲ့အခါကျတော့နာကျင်တော့ကြိတ်မိခံစားပြီးတော့၄၅ရက်လောက်ကုလိုက်တဲ့အခါမှာတော်တော်ကိုအဆင်ပြေသွားပြီးတော့ဟိုကားတွေဘာတွေဆိုလည်းပဲတောက်လျှောက်မောင်းနိုင်တော့တာပေါ့ခီးတွေဘာတွေတောက်လျှောက်ထွက်နိုင်တာပေါ့နော်အဲ့ဒီမတိုင်ခင်တော့မြို့သူတို့ကကြာတော့ accident ကြောင့်မလို့လေဟိုခါးကအဆင်မပြေဘူးပေါ့နော်အကိုဆိုလို့ရှိရင်လည်းအိမ်မရပြုမရတော်တော်ဒုက္ခရောက်တယ် ခွဲရမှာကြောက်လဲကိုရီးယားကြောက်တော့မခွဲဘဲနဲ့ကောင်းတော့ပူပူကြိုက်တာပေါ့နော်အဲ့လိုမျိုးဆိုတော့နောက်ဆုံးဒီရောက်လာတဲ့အချိန်မှာအရန်စင်ပြေတာလေအဲ့ကလည်းစိတ်ချမ်းသာနေကိုပေါ်ထားတဲ့မျက်သူရဲ့တော့ကတွေကိုဆရာဖြည့်ပြောက်ပြလိုက်တာဟုတ်တယ်အခုကြတော့ဆရာကုပေးတာပေါ့မျက်သူကြတော့ဆရာမကုပေးတာပေါ့ ဒါကြတော့လေဟိုဆရာဦးကောင်မြတ်တို့เนี่ยကြတော့မြေသူတို့ကမိသားစုလို့ဖြစ်နေတာမိသားစုလို့ဖြစ်တဲ့ဆိုတာပထမတော့ကမြေသူတို့ကအဓိကကိုကိုကိုပြောအောင်ကိုကိုကနေပြီးတော့มาတွေ့ပြီးတော့มาဒီมาလာပြီးတော့ကုပြစ်တယ်ပေါ့เนาะကုပြင်ရနေပြီးတော့มาကိုလဲတတ်တာရယ်ပြီးတော့ဒီมาဆိုလို့ရှိရင်အဲ့လိုပေါ့ဒီနေ့လေပိုင်းလေးကြတော့လေအဝေးကနေလာပြီးဆေးလာကုကြဖြစ်တဲ့အတွက်ကြောင့်အေးနဲ့မဟုတ်လေဆိုအရင်ကလဲဒါဝေဖြစ်တယ်အဲ့ဒီနေ့လဲ ါရောင်ရင်းနဲ့ဝေဖြစ်တာပေါ့နော်အဲဆရာရဲ့တက်တော်ကိုကြည့်ရင်းနဲ့ပေါ့နော်အဲ့မှာတော်တော်ကိုသေးသေးရှာရှာလေးကိုပဲဟိုအကုန်လေးလာပြီးွားတဲ့ခါကျတော့ဆရာစီကိုရောက်လာ ရောက်လာတဲ့ခါကျတော့ဆရာတကယ်ကိုပဲနင်းနင်းထွေးထွေးနဲ့တကယ်ကိုပျောက်ကင်းအောင်ဟိုကုသပေးတာပေါ့နော်အဲ့ဒါနဲ့ကဆရာနဲ့ကအခုနောက်ပိုင်းမှာမိသားစုလို့ဖြစ်သွားတာပဲအင်း AMTV4 ကတော့လာမနှစ်ယောက်လာမယ်လို့တော့ပြောတယ်ဘယ်သူမှမသိဘူးပေါ့လာခစားအချိန်တော့ ဟမ်လားဘယ်ချိန်လောက်ရောက်လာလားနှစ်နာရီညနေပါညနေစောင်းပါသုံးခွဲလောက်သုံးနာရီခွဲလောက်ရောက်လာကြတာပေါ့ပထမဆုံးရောက်တဲ့နေရာပထမဆုံးအဲ့လိုပဲတော့၃လေးချိန်ကုရတာပေါ့နော်လေဇက်တိုက်ပဲဇက်တိုက်ပဲကုရဇက်တိုက်ကုပေးရတာနာကျင်လေဒီအကျောပြင်းတဲ့ဝေဒနာရှိလို့ရှင် နာကျင်လေနာကျင်ပါလေအသားရေအေးပြားပါတယ်ဆိုရင်လေညိုတယ်မဲတယ်ဒါမှတရက်နှစ်ရက်ပါပဲနာကျင်မှုက တော့ဘက်တူဘက်တူဆွဲပြီးတော့ဖြည်းဖြည်းပြန်ပြေယူရတာပေါ့နော်အတွေ့အကြုံကဆရာပြောသလိုပေါ့နော်နာတော့နာကျင်တယ်ဒါပေမဲ့ကိုကယောဂါဖျောက်ချင်တာပဲကိုကဖျောက်ချင်တာဖြစ်တဲ့အခါကျတော့နာကျင်တော့ကြိတ်မိခံစားပြီးတော့ဟို၄၅ရက်လောက်ကုလိုက်တဲ့အခါမှာတော်တော်ကိုဟိုအဆင်ပြေသွားပြီးတော့ဟိုကားတွေဘာတွေဆိုလည်းပဲတောက်လျှောက်မောင်းနိုင်တော့တာပေါ့ခီးတွေဘာတွေခီးတွေဘာတွေတောက်လျှောက်ထွက်နိုင်တာပေါ့နော်အဲ့ဒီမတိုင်ခင်တော့မြို့သူတို့ကကြာတော့ accident ကြောင့်မလို့လေဟိုခါကအဆင်မပြေဘူးပေါ့နော်အကိုဆိုလို့ရှိရင်လည်းဟို ဟိုအိမ်မြပြုမရတော်တော်ဒုက္ခရောက်တယ်အခုဒီမှာကြတော့လေအဲ့ဒါအကိုကတွေ့တာတွေ့ပြီးတော့မှသွားမယ်လို့ဆိုရဲ့အချိန်မှာအင်းသွားကြည့်မယ်လို့ဆိုပြီးတော့အလိုက်ခဲ့တာပေါ့နော်လိုက်ခဲ့တဲ့ခါကျတော့အခုကျတော့ဆရာကုပေးတာပေါ့မြို့သူကျတော့ဆရာမကုပေးတာပေါ့အဲ့အလိုမျိုးဆိုတဲ့ခါကျတော့ပထမချင်းချင်းလာတော့ကတော့လေဟိုအဲ့လိုမျိုး ကောယောဂရှိနေခါကျတော့လေဟိုနာတာပေါ့နော်နာတဲ့ခါကျတော့ နောက်ရကြတော့လေတွားရင်ကောင်းမလားမတွားရင်ကောင်းမလားဒါပေမဲ့အော်လို့ကိုပျောက်ချင်တာဆိုတော့လေအနာခံရမှာပဲလို့ဘယ်အရာပဲဖြစ်ဖြစ်ဟတ်ချလောင်းမဖြစ်ဘူးလေအနာခံရမယ်ဆိုပြီးအဲ့နေဇက်တိုက်သွားလိုက်တဲ့အချိန်မှာအရန်တိတာခံခံစားခဲ့ရတာပေါ့နော်တနည်းနီးပါးလောက်ပေါ့ခံစားပြီးသွားမှဟိုဆန်နဲ့တွေ့တဲ့အခါမှာတော်တော်ခီးတွေပါကြီးထွက်ကိုပေါ့ကိုလည်းကားတွေပါကြီးပြန်မောင်းနိုင်အဲ့လိုပုံစံမျိုးလေးဖြစ်သွားတာပေါ့နော်ဆရာကတော့ခုနပြောသလိုပေါ့နော်နည်းနည်းတော့နားပြီးမဲ့အရန်ကိုကောင်းနေကြ အရန်ကောင်းပြီးတော့မှเนาะတော်တော်အရှင်းကြီးပါကိုပျောက်သွားတာပဲလေအဲ့အဲ့ဒီမတိုင်မရဆိုမျိုးခྱི་ထွက်မယ်ဆိုရင်လေအရန်ဒုက္ခရောက်တာကိုကမမောင်းနိုင်အဲ့တော့ကိုနဲ့ကတော့တလဲစီတော့မောင်းတယ်မသွားမဖြစ်ခྱི་တွေကမျိုးတော့သွားရတာပေါ့เนาะတလဲစီမောင်းတယ်ဆိုရင်မဲ့လေ तू ကကိုမောင်းတော့လေဟိုပြောမဆိုရင်ဟိုစိတ်ပူတယ်ပေါ့နော်စိတ်ပူတော့ကြတော့ကိုယ်တိုင်ပဲမောင်းပြီးသွားလို့ရှိရင်အာအဲ့ဒါခီးသွားလို့ဟိုတယ်ရောက်ပြီဆိုလို့ရှိရင်ဟိုတယ်မှာတုံးတက်သားပြားတွေခင်းခိုင်းဟိုတယ်ကိုလည်း request လုပ်ပြီးတော့ပေါ့နော်အဲ့လိုမျိုးတွေပေါ့အဲ့တော့တခုခုသွားရတိုင်းမှာလည်းအများအား အကျိုးတင်ပြင်ဆင်ဘလို့ဥစားဖြစ်ရဲဆိုတော့ပြင်သွတ်ကြည့်ပြီးပင်မန်းတာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တာဆိုတော့လေအခုရောက်လာပြီးရဲ့အချိန်မှာခီးသွားပြီးရောမှလေပေါ့ပါပြီးရောမှအဆင်ပြေတော့လေအဲ့တော့အရန်ကျင်တတ်တာအဲ့တော့မြေသူတို့ကကြတော့လေတကယ်မှန်တော့တစ္ဆာစကားပြောတာပေါ့နော်တကြက်တပြားရလို့ပြောနေတာမဟုတ်ဘူးကိုကိုတိုင်းခံစားရတယ်ကိုကိုတိုင်းတက်တာပြောက်ကင်းခဲ့တယ်ဒါမှမဟုတ်ဘလောက်တောင်ဖြစ်သွားလဲဆိုရင်အဲ့ရဘောလဲသွားအချိန်တောင်ဖြစ်သေးတယ် ဒုက္ခောက်နဲ့လေမင်းတို့အဲ့လိုရေးပိုင်ချုပ်ပြရဲ့အစားဒါဒီကြောင့်အပြင်လူတွေကမသိဘူးပေါ့နော်မင်းတို့အဲ့လောက်တိအကိုဖြစ်ခဲ့ရဆိုလေသူ့လည်းအရင်ကြောက်စီခြင်းနဲ့ကြောက်စီခြင်းတော့အဲ့လိုကိုကကြောက်လေအဲ့လိုမျိုးပေါ့သူလိုက်ကြည့်လိုက်ကြည့်ပါရှင်ဟိုဆရာကောင်းနေဆိုသွားလိုက်ဒီဆရာကောင်းနေဆိုသွားလိုက်ပေါ့စုံတာပေါ့နော်ဗမာရောအင်္ဂလိပ်တော့စုံနေရပဲပေါ့ခွဲရမှာကြောက်လေကိုရီးယားကြောက်တော့မခွဲပဲနဲ့ကောင်းသွားပူပူကြိုက်တာပေါ့နော်အဲ့လိုမျိုးဆိုတော့နောက်ဆုံးဒီရောက်လာတဲ့အချိန်မှာအရန်အဆင်ပြေတာလေအဲ့ကလည်းစိတ်ချမ်းသာနေရဟုတ် ကိုပေါ်ထားတဲ့မျက်သူရဲ့တော့ကားတွေကိုဆရာဖြည့်ပြောက်ပေးလိုက်တာဟုတ်တယ်ကိုယ်တိုင်ဖြစ်တာထက်လေအဲ့လိုဟိုအကူဖြစ်လို့ရှိရင်ကွာနည်းနည်းပုံမနေတတ်ဘူးအဲ့လိုမျိုးဖြစ်တာအဲ့ယောဂဖြစ်လာရင်ဘေးလူကပို့ပြီးတော့မနေနိုင်မစားနိုင်ဖြစ်တာသူအော်နေရတဲ့စစ်စစ်နဲ့ကြိုက်နေတာဆောင်းအိတ်လိုများပလက်လန်အိတ်လိုများတချို့ဆိုကုန်းကုန်းကြီးလာတချို့ဆိုကိုင်းကိုင်းကြီးလာတယ်အဲ့ဒါကိုမီမေးဖာမေးတိုင်းပြောင်းလဲသွားအောင်ဆရာတော့ပြောင်းလဲပေးရတာပေါ့နာကျင်မှုကတော့သူ့ဝေဒနာအတိမ်နဲ့ပေါ်မူတည်ပြီးတော့နာကျင်မှုရှိတာပေါ့